ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးတို့ကျွန်တော်တို့လာပြီနေမှာเนาะကျွန်တော်တို့ဒီတစ်ပတ်လာပြီနေဟာအင်္ဂါနေ့ကြပါတယ်အဲ့ဒီအင်္ဂါနေ့မှာဘယ်ချိန်မှာလူတန်းရမှာလဲဆိုရင်အချိန်နဲ့ပတ်သက်လို့ရှင်နှစ်ပိုင်းလူတန်းလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမပိုင်းနေနေကတော့နာနဲ့9နာရီရနေပြီးတော့10နာရီခွဲတွင်မှာလဲပဲလူတန်းလို့ရတယ် တကယ်လို့နန်နက်9နာရီရနေပြီးတော့10နာရီခွဲတွင်မှာအစင်မပြေတဲ့မိတ်ဆွေတွေကလည်းပဲနန်နက်9နာရီရနေပြီးတော့6နာရီခွဲတွင်မှာလည်းလှူဒန်းလို့ရတယ်အဲ့တော့ဘယ်အချိန်မှာပဲလှူလို့ဒီအချိန်နှစ်ချိန်စလုံးမှာလှူလို့ရတယ် အဲ့တော့လှူတဲ့ခါကြလို့ရှင်ဘာလှူဝယ်တွေကိုလှူတန်းမှာလဲဆိုရင်ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးကိုအရင်ပြောသွားမယ်အဲ့တော့လိုအပ်တဲ့ပစ္စည်းလေးကဘာလိုမလဲဆိုကျွန်တော်တို့စံကလက်ဖေးပကံတစ်လုံးလောက်လိုမယ်ပြီးသွားလို့ရှင်ပေါက်ပေါက်ပွင့်ရလဲလက်ဖေးပကံတစ်လုံးလောက်လိုမယ်အဲ့တော့အဲ့ဒီစံနဲ့ပေါက်ပေါက်ပွင့်ကိုပကံများလေးထဲမှာထည့်ပြီးတော့ရောသမမှွေမယ် အဲ့တော့မှုေးပြီးတဲ့အခါကျရင်မလုပ်မလဲဆိုကျွန်တော်တို့ဖန်ခွက်ကလေးတွေကိုထည့်မယ်အဲ့ဖန်ခွက်ထဲမှာအပြည့်ဖြစ်ဖို့လိုတယ်အဲ့တော့ပြီးတဲ့အခါကျရင်မလုပ်မလဲဆိုလို့ရှင်ဒီလိုသာသနာအလံလေးတက်လက်လို့မယ်အဲ့ဒီသာသနာအလံလေးတက်လက်ပေါ်မှာเนาะကိုကြုံတွေ့နေရတဲ့အခက်အခဲတခုကို ရေးပေးရမှာဖြစ်တယ်အဲ့တော့အဲ့ပေါ်မှာရေးတဲ့အခါမှာလည်းပဲကိုတကယ်ကြုံတွေ့နေရတဲ့အခက်အခဲဖြစ်ဖို့လိုတယ်စူတောင်းနေအများကြီးရေးလို့မရဘူးတခုပဲဖြစ်ရမယ်ရေးတဲ့အခါမှာသတိထားမှာတစ်ချက်ရှိတယ် ်ဘောပင်နဲ့ရေးမယ်ဆိုရင်မှင်ပြာနဲ့ရေးရမယ်အဲ့တော့မှင်နီတွေမှင်နဲ့တွေနဲ့ရေးလို့မရဘူးကျွန်တော်နမူနာရေးပြမယ်နော်ထားပါတော့ကြာသာပရိသာမောင်မောင်เนาะအလုတ်ကင်အစဉ်ပြေပါစေအလုတ်ရပါစေအဲဒါမှမဟုတ်လို့ရှင်အကျွေးတင်နေတဲ့သူတွေရာလဲအကျွေးကြေပါစေအကျွေးရခြင်းတဲ့သူတွေရာလဲအကျွေးရပါစေအဲ့တော့နောက်တစ်ခုအနေနဲ့ခုနကတော့အလုတ်နဲ့ခုနကတော့ရှောက်ထားတဲ့သူတွေရာလဲအလုတ်ရပါစေခုနကတော့အယောင်းဝယ်တွေနဲ့ပတ်သက်တဲ့လူကလဲ အဲကြာသာပရိသားမောင်မောင်အယောင်ွယ်ဒီကောင်းပါစေရောင်မှန်းသာ၍ဝယ်ပန်းလှပါစေအစရှိသည်ဖြစ်ပါတော့ကို့မှာခက်ခဲနေတဲ့ကိစ္စလေးဖြစ်ဖို့လိုတယ်အဲ့ဒီဟာလေးကိုတေချာရေးပြီးတော့ခုနပောက်ပောင်းနဲ့စံနဲ့ရောသမမွေးထားတဲ့ဖန်ကွက်ကလေးတွေကိုတေချာလေးစိုက်ထူပြီးတော့လှူဒန်းပေးရမယ်နော် ဲ့တော့ဘယ်အချိန်မှလူမလဲခုနကျွန်တော်ပြောတဲ့အချိန်နှစ်ပိုင်းမှလူမယ်ပြီးတဲ့အခါကျလို့ရှိရင်ဘာလေးလူမလဲဆိုလို့ရှိရင်လက်ဖက်ရည်တစ်ခွက်လူကျင်တယ်အဲ့ဒီလက်ဖက်ရည်ကတော့ဘာလက်ဖက်ရည်ပဲဖြစ်ဖြစ်ရတယ်အဲ့တော့လက်ဖက်ရည်လေးကတော့ကျွန်တော်တို့တစ်ခွက်လူမယ်လက်ဖက်ရည်တစ်ခွက်နဲ့ဒီရည်ရည်လေးကိုတေးချာလေးကျွန်တော်တို့အာယုံပြုတ်ပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့တေးချာလေး တေချာလေးလည်းပဲစူတောင်းစေခြင်းနဲ့တေချာလေးလည်းပဲယုံယုံကြည်ကြည်နဲ့လှုပ်စေခြင်းနဲ့အဲ့တော့လာပြီနေရေတရာတွေကတော့အထွေထူးသိပ်ပြီးတော့ပြောစရာမလိုဘူးလာပြီနေရေတရာတွေကတော့အစွမ်းထပ်ထပ်ပါတယ်နော်ထပ်ထာထပ်ကိုပို့ပါတယ်လာပြီနေကနဝင်းမိနေတာလည်းဖြစ်တဲ့အတွက်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးပေါ့နော်ဒီရေတရာလူဝယ်လေးတွေကို ပြင်ဆင်ပြီးတဲ့အခါကျရင်ဘုရားကျောင်းဆောင်ပေါ်မှာတင်မယ်တင်ပြီးတဲ့အခါကျရင်စူတောင်းမယ်ပေါ့နော်လှူမယ်ပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားနော်ပြီးွားသောနေုံလာပြီနေတွင်ဘုရားတပည့်တော်တပည့်တော်မတို့သည်ဖန်ကွက်ပေါ်တွင်စီရင်ထားသောပောက်ပောက်ဆန်အလံရေတရားနှင့် လက်ဖေးရည်ရည်ရည်အများလှူဒန်းပြီးသည့်ချိန်မှစပြီးတော့ဖရားတပည့်တော်တပည့်တော်မတို့တွင်ကြုံတွေ့နေရသောနော်ဒီအခက်အခဲကိစ္စတွေပြေလည်အောင်မြင်မှုတွေရရှိပါစေအဲ့တော့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့လည်းလက်ပွင့်ပါစေကံတွေနဲ့ပတ်သက်ပြီးတော့လည်းကံမြင့်နော်ကံဆင့်ပြီးတော့ကံကောင်းခြင်းတွေရရှိပါစေလုံငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရောင်းမှန်းတာ၍ဝယ်မှန်းလာပါသည်ပိတ်ဆို့နေသောဒီလုံငန်းတွေနဲ့ပတ်သက်ပြီးတော့เนาะ ကြုံတွေ့နေရတဲ့အခက်အခဲအတားအဆီးအဟန့်အတားတွေလည်းပဲပြေလည်အောင်မြင်မှုတွေရရှိပါစေဆိုပြီးတော့တေးချာလေးလေးနက်နက်နဲ့အာယုံပြုပြီးတော့ဒါလှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့လှူပြီးတဲ့အခါကျလို့ရှင်လက်ဖက်ရည်ကတော့ကျွန်တော်တို့၁၂နာရီထိုးတဲ့အခါကျရင်စွန့်ပစ်လို့ရတယ်ဒီကျွန်တော်တို့ဒီသာသနာအလံလေးစိုက်ထူထားတဲ့ဖန်ခွက်ကလေးကတော့ကျွန်တော်တို့ အဲနောက်လာနောက်လာမပြည့်ခင်ပေါ့နော်ဝါဇုံလာဆန်း၁၄ရက်နေကြရင်စွန့်ပြင်မယ်စွန့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီသာသနာအလံလေးကိုတန်းရှင်းတဲ့နေရာမှာစိုက်မယ်ခုနပေါက်ပေါက်နဲ့ဆန်နေရတော့ငှက်စာတို့မဟုတ်ငါးစာကျွေးလို့လည်းရပါတယ်အဲ့တော့ကျွန်တော်ရဲ့မိษွေ9ရက်သားသမီးအားလုံးနေုံလာပြီနေ့မှာကျွန်တော်ခုပြောတဲ့ရေရာလေးကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့ ကျွန်တော်ရဲ့မိษွေခွန်ရရဲ့သားသမီးအားလုံးမှာကြုံတွေ့နေသောအခက်အခဲဒုက္ခဟုသမျှပြေလည်အောင်မြင်မှုတွေရရှိပါစေ။မိษွေတို့လောက်ကင်လျက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရောင်းပန်းသာ၍ဝယ်ပန်းလှပါစေ။ငွေချေးလက်လာပါတွေနဲ့ပတ်သက်ပြီးတော့လည်းလက်ပွင့်ပြီးတော့နေ့စဉ်နေ့တိုင်းနော်လက်လာပါတွေလည်းရှင်လန်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့ရေဒီယိုဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်။အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။